ချဲရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ2ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတူတွဲကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့လူရီတူရှင်သတင်းကောင်းလေးဖျက်ပြပေးပါမယ်ခင်ဗျာရွှေဘိုရီစစ်တက်ကင်းလေး စစ်တပ်လှည့်ကင်းကကြေးရွာများမှာဈေးဝယ်ပြန်လာတဲ့ပြည်သူများနဲ့ခီးသောများကိုဖမ်းဆီးပြီးတဦးလင်ငွေချက်သိန်း90နဲ့ရွေးကိုင်းငွေကြီးမပေးနိုင်သူများကိုအမတ်ရှိလေးကျင်းရေးတပ်ထဲ၌ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အချက်ပဲစစ်ကောင်စီကအခုချိန်မှာဆိုရင်ပြည်တွင်းတပြားဖြစ်နေပါပြီနော်။ပြည်တွင်းတပြားဖြစ်ပြီးတော့အခုစစ်မှုထမ်းဥပဒေတာမကအခုဆိုရင်ဘာမှမပြောတာတော့မရှိတော့ဘဲနဲ့ပြည်သူကိုဓမြတိုက်တဲ့အခြေအနေမှာရှိနေပါတယ်။ ကဲနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့မောင်မေရှောက်စခန်းတိုက်ပွဲစစ်ကောင်စီဗိုလ်ကြီးတိုက်ဆုံမှုမှာလက်နက်ချလိုသည့်ပြည်သူစစ်မှုတိုင်းပြစ်တက်မှုကြောင့်ဖြစ်တယ်လို့ PDS စီရင်မှုပြောတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်နော်။ကဲဒါမျိုးတွေအများကြီးဖြစ်အောင်ပါနော်။ဒီမှာဆိုရင်ကျွန်တော်ဖမ်းမိတဲ့စစ်တုပ်ပန်းတွေပြပြချက်အရာပေါ့အဓိကတော့တူထီသွားတာကတော့ငါ5.56နဲ့အနောက်ချီထိတာပေါ့တဲ့ကုကုကိုတက်သေးတာမဟုတ်ဘူးအနောက်ကပြစ်တာပေါ့အနောက်ကပြစ်လို့ထိသွားတာလို့သုံးသပ်ရပါတယ်ဆိုပြီးမှပြောထားဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းတရုတ်ကုမင်းဆွေးနွေးပွဲတွေတဲ့နောက်ချိုကြောက်မဲ့တီဘောမိုးမိတ်မိုးကုမြို့နယ်တို့မှာ TLL တက်များပြန်လဲဆုတ်ခွာရင်စစ်ကောင်စီတောင်းဆိုမှု TLL ကပယ်ချတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲတော့တရုတ်ကြီးကတော့ MMDU လုပ်တဲ့အကွက်အတိုင်းပဲ TLL ကိုအခုချိန်မှာစပြီးမှလုပ်နေပြီဖြစ်ပါတယ်အခုချိန်မှာ TLL ကပယ်ချလိုက်ပြီပေါ့နော်အဲတော့ TLL ပေါ်မှာဘယ်လိုမျိုး နှိပ်ကွက်မှုတွေထက်ရောက်လာမလဲဆိုတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပြီးတော့ TL နဲ့ကဘယ်လိုမျိုးခံနိုင်မလဲဘယ်လိုမျိုးထွက်ပေါက်တွေရှာထားမလဲဆိုတာလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ MMD ရဲ့ရှေ့မှာဒီကျွန်တော်တို့ဖြစ်ခဲ့ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းကိုတေးကွက်လို့မှသိကြရနော်အဲ့တော့ TL နဲ့တော်တော်များများပြင်ဆင်ထားဖို့လိုနေပါပြီကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်းနှစ်တလင်းမြို့နယ်ရှိစစ်ကောင်စီရဲ့ ဓမ္မငေရဲကစ်ကန်ကိုပူပေါင်းတပ်ဖွဲ့ဝင်များနဲ့အတူတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတနက်6လနေ့ခင်းရမြန်ရရှိခဲ့ကြောင်းဘကိုးတိုင်းစစ်တပ်သားချုပ်အမတ်22ဘူဟာတာယာဝရီခေအမတ်တစ်တက်ရင်မှတာဝန်ရှိသူတို့ကပြောပါတယ်အဲ့တော့အချမ်ပါစစ်ကောင်စီရဲစကန်ကို PDF ကသိမ်းပိုက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ကဲခုလာမယ့်သတင်းကတော့ဒီနေ့အတွက်တကယ့် အထူးခြားရေးကြီးတဲ့သတင်းပေါ့နော်။ဘာလဲဆိုတော့မူးမြို့နယ်တွင်စစ်တပ်အထိုင်ချတက်ဆွဲထားသောကျေးရွာ၅ခုကို KNLA ဦးဆောင်သောတော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဖက်မှဒုတရဲမှုတအူးနှင့်အရာခံဗိုလ်တအူးအပါဝင်တေဆုံးသူများများပြားသွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။မူးမြို့နယ်အတွင်းချက်မစစ်တပ်၏ခလာရ60နှစ်ခလာရ83ပူပေါင်းတပ်ပေါင်းစုမှစစ်ကောင်စီတပ်သားများထိုးစစ်ဆင်ကခြေကုပ်ယူထားသည့်နေရာများဖြစ်သောနောင်ကုန်းရင်တိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကုန်း နိုကလောတောင်စုကြီးရများကို KLL ဥဆောင်သောတော်လိုင်းပူပေါင်းတစ်ဖက်မျိုးကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ဗောနော်အဲ့တော့ဒါကကျွန်တော်တို့တော်လိုင်းအဖွဲ့တွေအောင်ပွဲသတင်းဖြစ်ပါတယ်နော်ကဲပထမအဦးဆုံးဒီဗီဒီယိုတစ်ပုတ်အနေနဲ့ဗောနော်ဒါကျွန်တော်တပြပြချင်တာကတော့ဒီပြီးခဲ့တဲ့ရပိုင်းအတွင်းကအဲဒီပြစ်ချလိုက်လို့နော်ပါရာမော်တာပြစ်ချပြီးတော့ဒီလေခွင်းထဲမှာကျသွားတဲ့ဟာဗောနော်အဲ့ဒီရဖြစ်စင်မှာပြစ်ခတ်ခဲ့တဲ့ဒီတော်လိုင်းတစ်ဖွဲ့တွေရဲ့ အင်တာဗျူးလေးပေါ့နော်ဘိုးကြီးထက်မြို့တဲ့အင်တာဗျူးထက်ကကျွန်တော်လူချင်းတဲ့အပိုင်းလေးကိုကျွန်တော်တိစပ်ပေးမှာဖြစ်ပါရဲ့နော်အဲ့တော့သူဘာတွေပြောလဲတစ်ချက်နောက်ကြည့်လိုက်အောင်နော်တိကျနာဖြစ်စင်ရတော့ဒီလိုပေါ့ဗျာအဲ့နေဟိုအဲ့ပါရာမော်တာကျွန်တော်ဟိုနမ်မျိုးပေါင်းမဝဲငယ်မှာပခုတ်ကိုတက်မှတ်တရားတဲကိုရောက်တာနှစ်ရက်လောက်ပဲရှိသေးတာအစ်စ်တည်းဟာသုံးဒီအစ်စ်တည်းသုံးဒီရောက်လာတော့ဟိုဘယ်လိုပြမလို့ဟောလာလာသတင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့မျက်မြင်သတင်းရကျွန်တော်တို့အတွင်းထဲကနေလန့်ပြတာအကိုကြီး ဟိုဒီမှာဘာတုံးတော့မသိဘူးနောက်မှာပန်ကလက်တွေတော့ပါတယ်သုံးစီသနှဖိန်ကားနဲ့တင်လာတယ်ပေါ့ဗျာဟောလာအဲ့ဆိုညီလေးအဲ့ပါလာမော်တာလေးလို့ဟိုတကယ်လို့အဲ့ဒါမျိုးတွေတန်ရင်လည်းကိုတို့ဒီလက်ပြောပါအောင်ဒီကျွန်တော်တို့ကတော့လက်ပြောတာပေါ့ဟိုဒါမဲ့အထောက်တရားတော့မသိဘူးပေါ့ဗျာဘိုင်ဘိုင်လို့တော့အဲအဲ့လောက်ကြာတော့ကြာတော့ကျွန်တော်တို့ရွာပေါ့ဟိုလို့၃ဒီလုံးဝဲလာတာတကယ်တမ်းတော့ကျဲချောက်ဖို့ဆိုပြီးတော့ဝဲလာတာဒီဝဲနေတဲ့အချိန်မှာကျွန်တော်ကဟိုကျွန်တော်ကဘယ်လိုလဲထက်ကလပ်သွားခုံနေတာထမင်းသားချိုင်းနေတာ အကလည်းသွားဖုန်နေပြီးတော့ဒီနေ့တခါမှကြီးတဲ့ရဲဘော်သုံးပုံပုံနှစ်ပုံလောက်ကလည်းတခြားနေဘူးလောက်ရှားပါတယ်ဖြစ်ချင်တော့တခါမှလည်းအဲ့ညာတနက်ကဂျီဒူရီတက်လက်ပဲကြံခဲ့တာဂျီဒူရီတက်လက် တောင်းပါပဲကျွန်တော်တို့ G 9000နဲ့ G 9000နဲ့နဲ့ကြံခဲ့တာအဲ့မှဘလို့ပြစ်တော့ဆိုကျွန်တော်ကဟိုကျွန်တော်နဲ့တော့နည်းနည်းလှမ်းတယ်ဒါပေမဲ့ရွာဘိုးကိုရောက်နေရောက်နေတော့ကျွန်တော်တခါရဲဘော်တွေကိုအိုက်ကွန်ပေါက်လိုက်တာငါကောင်းနေမလို့တနက်ဘယ်နဲ့လဲ ကြံနေတော့လက်မလားအကိုတဲ့တလက်ပဲရှိရကြီးရလဲခုနကတောင်းနေပဲလက်ကြံရင်ပြက်မယ်ဟာသိမခေါ့မနေလည်းမပြဘူးရတယ်မထွက်ခဲ့ပြည်သူတွေတော့ရှောင်မလို့ဒီထွက်ခဲ့ဆိုပြီးတော့ကျွန်တော်ကကျွန်တော်အမေလက်ရှိရဲဘော်နှစ်ယောက်တော့အောင်လောက်နဲ့ခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်ကလည်းတစ်ကလေးချိတ်ခုတ်ရနေပြီးတော့ကျွန်တော်သွားတယ်ရှေ့တန်းနေမျိုးသွားပြီးတော့ကြတော့သွားတယ်ဒါမဲ့ကျွန်တော်တို့တို့ရအောက်တဲ့ဟိုရောက်တယ်တို့ကလည်း ဘယ်လိုပြောရလဲဆက်ကျွန်းနေတဲ့အချိန်ကကြတော့ကြတော့အဲနိုင်လာနေကျွန်တော်တို့လည်းလိုက်ပြင်းပြင်းနဲ့သူတို့ကလည်းပြက်ကြတာပြက်ကြတာတောင်းမှပဲဟိုကျွန်တော်တို့နေမြင်မဟုတ်ဘူးတကယ်မှခြေတန်းနေမြင်တက်မှတရတရနောက်ဖိနှားမှာပဲတက်မှတရတနေဆိုကျွန်တော်တို့ဝါးတော့ပဲနှစ်မိုင်လောက်ပဲဝေးတော့တာဗျာနှစ်မိုင်လောက်ပဲအဲ့ဒါကိုကျွန်တော်တို့ခြေချင်းလိုက်တယ်အဲမဲ့ဆိုင်ကယ်ထခဲ့ပြီးရဲဘော်ယူနဲ့ခြေချင်းလိုက်တယ်လိုက်ပြီးတော့ပြက်ကြကန်ကြီးဒီကိုကျွန်တော်တို့လိုက်ပြင်းပြင်းနဲ့တော့ပြက်ကြတော့အဲ့ပါရာမော်တာပေါ်ကမောင်းတဲ့လူပေါ့မောင်းတဲ့လူက ကြပြကြရနဲ့သူလည်းပြင်းမိပြရထွက်ပြေးအုတ်ထုတ်တွေတော့ချွတ်ခဲ့တာပဲကျွန်တော်လည်းနောက်ကနေဘလို့ပြရမလို့ကျွန်တော်တို့မြေပြင်ကိုကြပြီးဆိုတာနဲ့တက်ပြီးတော့ကတ်လို့မရဘူးလေအဲမရတော့ကြကျွန်တော်အိုင်နာဆောင်းကျင်နေတဲ့နောက်ထပ်စခန်းတစ်ခုကနေပြီးတော့ကျွန်တော်တို့အလက်လေးနဲ့လိုလိုလေးလာခဲ့ပါအောင်ဒီမှာဒိုဖြစ်နေသူပြီးတော့စောင့်မိကံမှာကျွန်တော်တို့မြေပြင်ကိုရှင်းလင်းမိကံမှာအိုင်နာလေးကိုပြန်ပြီးတော့နေမရှင်းလေးဝင်ပြီးတော့ကျွန်တော်တို့သွားပြီးတော့အနာကကတ်ပြီးတော့မီးရှို့ရတာပဲတကယ်တမ်းတော့ကျွန်တော်တို့ကမီးရှို့ဖို့ကတော့ဟုတ်ဟုတ်ဟုတ်ကြဟိုသွားပါ လို့ဖြစ်ပုံဆိုတော့သူတို့ပါလာမော်တာပြက်မကြခင်เนี่ยပကုတ်တမတရားတွေကိုသူတို့ကတက်ကိုလန့်ခေါ်ပြီးသားအခုကျွန်တော်တို့ဟိုတက်တဲ့နေရာနဲ့တက်နေဆိုတာတမိုင်လောက်ပဲဝေးတဲ့အတွက်ကားလန့်ရလဲဖုံလို့တကယ်တမ်းကမောင်းမဲ့ဆိုရင်ကျွန်တော်တို့7မိနစ်မကြာဘူးဗျာ7မိနစ်မကြာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့နဲ့ဟိုပြီးတော့ကြတော့ပါလာမော်တာကဘယ်မှာကြတော့သူတို့ကျွန်တော်ရာခင်းထဲမှာကြတာရာခင်းထဲကြတော့ကြာကျွန်တော်တို့ကသွဲဖို့ကအချိန်မျိုးနဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့နဲ့ရဲဘော်တွေကိုကျွန်တော်ပြန်မိချစ်ပါလာမိချစ်ပါရဲ့ ဟိုရှိနေပြစ်ခဲ့တော့အဲ့တကယ်ဟိုပောက်ကွဲမဲ့နေရာတွေပေါ့ဗျာအင်းညလုံးဆိုလည်းပြန်သုံးလို့မရမဲ့နေရာတွေကိုပြစ်ပြီးတော့ဆက်ထိခဲ့လိုက်တော့အဲ့လိုပြောအကိုတည်းမီးချစ်ပါတယ်အဲ့အဲ့ဆိုမီးချစ်ပါရင်ဟိုရဲဘော်နှစ်ယောက်လောက်ကိုရှေ့ကိုကာကင်းယူကာကင်းယူပြီးတော့ဂျန်နက်ကောင်တွေလောက်ပြရှိရလောက်အဲ့လိုမီးချုပ်ခဲ့ဆိုပြီးကျွန်တော်ဟိုဟာလောက်လိုက်တော့မီးချုပ်ဒါမဲ့မီးမချုပ်ခင်ကျွန်တော်အဲ့ဘုံသီးတွေကိုဖြုတ်ဖို့ကစဉ်းစားရတယ်ဗျာဒါပေမဲ့ဘုံသီးတွေကကျွန်တော်ဘလို့မှဖြုတ်လို့မရတဲ့အဆုံးမလို့မဖြုတ်ဘဲနဲ့နောက်ကတိကိုနောက်ကိုပြန်ပြီးတော့ဆွဲချတယ် ဖက်ကြပြီးရင်ခလတ်နှစ်ချက်သုံးချက်နဲ့ပေါ့ဗျာခလတ်နှစ်ချက်သုံးချက်နဲ့တက်ပြီးတော့အဲအဲ့လိုမျိုးအပြားအနေမီးရှို့ပြီးမီးလည်းရှို့ပြီးတော့ကျွန်တော်လည်းဘလုံးမနေလို့မရတော့လေအဲ1နီ4ဘူးပါကြတော့ပြည်ရတာရဲဘော်ကြီးလည်းပြတာတန်းလို့မကြဘူးမီးလည်းရှို့ပြီးတော့အဲအဲ့နဲ့အဲ့လိုထကွဲတော့လာပဲအော်အဲ့ကြီးအဲ့ဘုံဒီဘယ်နှလုံးလောက်ဒီကောင်းနေတက်တက်ထားလို့ရတယ်ဒီကောင်းနေတဲ့လို့ရတယ်တစ်ဖက်ကိုတစ်ဖက်ကို1နီ4လေးလုံးနိုင်တယ်ဟုတ်လားရှစ်လုံးတော့နိုင်တာရှစ်လုံးနိုင်တယ်ရှစ်လုံးနိုင်တယ်ဒါမဲ့ ိုကျွန်တော်တို့ရတဲ့အစီမှာပါလာတာလေးလုံးပဲပါလာတာလေးလုံးမှာအဲ့သူ့ရဲ့ဘေးမှာအဲ့ဘုံဒီတက်တဲ့ကလစ်တွေပေါ့ဗျာอืมအဲ့တည်းရှိသေးတယ်ဩအဲ့အဲ့အဲ့ချိန်ကြာဟိုကောင်ကြီးရောက်လာလားအဲ့လိုလားအဲ့အဲ့ချိန်ကြာဘလဒီကျွန်တော်နဲ့သူတို့နဲ့ဆိုဘလောက်မှမကွာတော့မီတာမီတာတထောင်အတွင်းလောက်ပဲကွာတော့တာကျွန်တော်မီးရှို့ပြီးတော့အဲ့သူတို့ပါရာမော်တာထအကွဲတဲ့အချိန်ပေါ့ဗျာသူဘုံကြီးနဲ့သူကွဲတဲ့အချိန်နဲ့ဆိုရင် ဲ့လိုမျိုးမီတာတစ်ထောင်လောက်ပဲကွာတော့တာအဲ့ဒါကျွန်တော်လည်းကဲထားတော့เนาะပါရာမော်တာပြုတ်ကျတဲ့ဟာကိုသွားပြီးတော့သွားယူတာယူလို့မရဘူးเนาะတေးလို့မရတဲ့အတွက်မီးရှို့ပြီးထားခဲ့ရတယ်ဖြစ်စင်မှာတွေ့ကြုံခဲ့ရတဲ့ဒီတော်လိုင်းရေးပေါ်ရဲ့အဲတုံးသက်ချက်ဗီဒီယိုပဲဖြစ်ပါရနော်အဲ့တော့ဒီပါရာမော်တာကြီးရသွားရင်တော့မဆိုးဘူးနော်တော်တော်လေးကောင်းပါနော်ဒါပေမဲ့လည်းအခုချိန်ဖြည့်စီနိုင်တာလည်းမဆိုးပါဘူးနော်အဲ့တော့ကျွန်တော်တို့ဖြည့်စီနေတာတော့ဒီလိုမျိုး ဒီပီတူကိုဘုံချင်းနေတဲ့ကောင်တွေပေါ့နော်အဲ့ဒီကောင်တွေကိုထိရပါနော်အဲ့တော့ဘယ်ကောင်ဈေးဦးပေါက်မလဲတော့မသိဘူးနော်ပီတူတွေကတော့စောင့်ကြည့်နေကြပါပြီနော်အဲ့တော့ပါရာမီတာလည်းအခုဆိုရင်ဒီဒစီးပြီးတော့နောက်ထပ်ဒစီးကလည်းလေပြင်းပုံတိုင်းကြပါနော်ပြက်ကြရလို့သတင်းကြရပါနော်အဲ့တော့ဒီရဲ့သတင်းဆိုတွေတစ်ခုပြီးတစ်ခုတက်လာတော့မှဖြစ်ပါတယ်နော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းဗီဒီယိုကတော့ဦးကြည်မြင့်တုံးတက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်เนาะအချက်ဖက်မင်းအောင်လိုင်းကခုဆိုရင်ခုခံစစ်အနေထားပဲရှိပါတော့တယ်เนาะအဲ့တော့မင်းအောင်လိုင်းကိုတိုင်းသားတော်လိုင်းတစ်ဖွဲ့ရင်းနဲ့ဒီ PDF တွေအားလုံးကဝိုင်းထားပြီးဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုတုံးတက်ထားတဲ့ဟာလေးနောက်အောင်ကြည့်လောက်เนาะမုံမော့အဲ့ဒီနေရာကြီးရဲ့တိုးတက်မှုကတော့အာသမီးတို့လည်းသိရတဲ့မျိုးပေါင်းမျောများစွာကိုတိမ့်ထားနိုင်တဲ့အဆင့်ထိရောက်သွားပြီးတော့စီးရအပေါ်ရောက်နေတော့ခုခါမှာတော့ ဟလာစကားစားကဟလာဟန်ဆောင်ပန်ဆောင်တော်လကောတကယ်တကယ်ပဲစိတ်ချမ်းသာရှိလို့ဆိုလောင်းတော်လကောဖြစ်ကောင်းဖြစ်နေတယ်ပေါ့ဆွနွေးပြစီဘာစီကမှမထားကြပဲတဲ့ဆွနွေးကြအောင်ပါလို့ကန့်လန်းလာတဲ့အဆင်ကိုရောက်သွားစီးရတော့တိုးတော်စစ်တပ်ဆိုတာဘယ်တော့မှဂရိပတိခဲ့တဲ့တမိုင်းရှိတော့ဒီဘက်ကလည်းခုနကချမှတ်ထားတဲ့အချက်6ချက်ကလွဲလို့အဲ့ဒီဟာမလိုက်နိုင်ဘူးဆိုရင်တော့ ဘာမှဆွံ့နှွေးစရာမရှိဘူးเนาะဆိုတဲ့အနေအထားမှာစီးရဲရတော့ဆရာတို့ကအပေါ်စီးပြောနိုင်တဲ့အနေအထားရောက်သွားတယ်စစ်တပ်ကတသက်လုံး290လုံးလုံးအပေါ်စီးနဲ့ပဲဆွံ့နှွေးခဲ့တဲ့အဆင့်ကနေပြီးတော့ဆရာတို့တော်လိုင်းအင်အားစုတွေကအပေါ်စီးနဲ့ဆွံ့နှွေးနိုင်တဲ့အဆင့်ကိုရောက်သွားပြီလို့ဒီလိုလက်ရှိမှာတော့တို့ရှိပါတယ်ဒီတွေ့ရပါတယ်เนาะထပ်ပေါက်ရနိုင်လားမင်းလား तू ကအဝိုင်းခံထားရတဲ့အဆင်ကိုရောက်သွားပြီလေခုခံစစ်တိုက်နေရတဲ့အဆင်ရောက်သွားပြီဆိုတော့ तू ကစီးရင်နိုင်ငံရေးကို तू ကအသေးအတံပဲခုခံစစ်ကအသေးအတံပဲသူ့အတွက်နောက်ဆုံးပေါ့တော့ तू ကနောက်ဆုံးချိန်ရောက်သွားပြီသူ့အတွက်နောက်ဆုံးချိန်ရောက်သွားပြီပြည်တွင်းပြည်ပနော်နောက်ဆုံးချိန်အမ ICC ကဆိုတဲ့ဝန်ထမ်းတွေထုတ်ပြအဆင်ရောက်သွားပြီနော်နောက်ထပ်လာအောင်ပါနောက်တော့ကနိုင်ငံတကာမှာပြစ်လိုက်ရင်လည်းပဲ ASEAN ကတော့လည်းခုနကမကကြီးရတော့ပါ ဥရောပဥရောပနိုင်ငံတွေကဆိုတော့အမေရိကန်ပြည်တော်စုကဆိုတော့အဲဂျပန်ကဆိုတော့ဒီသူ့ပေါ်မှာနော်ဟိုအဖက်အဖက်လုပ်ပြီးတော့ဆက်ဆံတာမဟုတ်တော့မရှိတော့အကုန်လုံးကနေပြီးတော့ခမရဟလာခမရစိတ်ဒီလျှော့ပါပြည်တွင်းစစ်ကိုစစ်ရဲစဲပါခမရဒီအကြမ်းဖက်မှုတွေရပ်ပါနော်အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲများတွေလုပ်ပါ ီးတော့ယူကောပွဲတွေအစ်စ်တွေပြန်လှုပ်ပါအားလုံးပါဝင်တဲ့ယူကောပွဲလှုပ်ပါဆွဲခါမှာသူက60ရာခိုင်နှုန်းကို10ရာခိုင်နှုန်းကိုဟန်ဆောင်ပါဆောင်လက်ခံတယ်60ရာခိုင်နှုန်းကိုပဲချတယ်ဒါကြောင့်မလို့သူ့ရဲ့ထွက်ပေါက်ကယူကောပွဲနေနေလည်းမရနိုင်ဘူးဘလုံနီးနေမှလည်းမရနိုင်တော့တယ်အခြေတွေကိုရောက်နေဒါဖြစ်ရင်သူကဘာဖြစ်လို့အသက်ရှင်နေတယ်လဲဘာလို့သက်ဆက်နေနိုင်သေးတယ်လဲဆိုတော့မေးလိုက်ရင်တော့ ရှာတော့ဘက်ကအေးအိုတွေကစစ်နိုင်တော့လေပြီးမကြီးကစစ်မနိုင်အစုပ်ပွဲတွေကအများကြီးပဲတကယ်တော်တဲ့လူတွေလက်လက်တွေလည်းထိုက်တင်လောက်ရောက်နေပြီးလှူလိုက်တဲ့ငွေတွေပြည်တွင်းပြည်ပဝိုင်းလှူကြတာနော်သုံးတော်လည်းပဲအဲ့ဒါတော့စနစ်တကျအတုံးစွမ်းနိုင်မှုပဲနောက်တပ်ပေါင်းစုပွက်ပြီးတိုက်ဖို့နော်ရှာတော့ဘက်ကအားနေနေတာရဲ့အဲ့ဒါတလုံးပြီးမကြီးကစစ်မနိုင်မှုဖြစ်နေစစ်မနိုင်မှုဖြစ်နေတယ်တကယ်တော့ဆရာတို့က အခု2025ထဲမှာမာဘီအလဲပိုင်းကိုပြည်မကြီးကတိမ့်ထိုင်ပြီဆိုရင်မင်းအောင်နိုင်လာဆရာထက်တဲ့လာပိုင်းလာရေပိုင်းလာပိုင်းတော့ပဲရှိတော့ကဲအလားတော့နော်သူ့အတွက်ထွက်စရာလမ်းမရှိတော့အဒီကြားထဲမှာတော့သူကအစွမ်းကုန်ရက်ဆက်နေနိုင်သေးတယ်နောက်ပြီးတော့နိုင်ငံတကာအကူအညီတွေဆိုတာဟိုလည်းသူဒီလိုပဲလိန်ညာပြီးတော့လောက်တာတော့အရွက်ကောက်ပွဲအတုတွေလောက်တာလို့ဒါအဲ့တော့ သူဝဲယူစုဆောင်ထားတဲ့လက်နက်ဆန်းတွေသုံးတာတို့ဒါတွေနဲ့တော့သူခုခံနိုင်သို့တော်လည်းပဲအလိုအကြောင်းတွေမှာသူဟာ2008ကိုတော့ဖက်ထားသမျှနော်ပြည်သူလူထုကိုအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနဲ့သူပါစေခြင်းနဲ့လူပဲပါမဲ့ရွေးကောက်ပွဲမျိုးနေတော့သူ့အတွက်ထွက်လန့်မရှိဘူးဒါထွက်စေလို့မရတော့ဘူးလို့ဆရာတော်တော့ဒီလိုအတိလင်းအတိကြပြောနေပါလေနော် ကဲနော်မင်းအွန်လိုင်းရထွက်ပေါက်မရှိတော့ဆိုတာအတိအကျကိုပြောနိုင်တဲ့အနေအထားကိုရောက်နေပါပြီနော်အဲ့တော့မကြခင်ဒီအညာဒေတာတွေဒီအလဲပိုင်းပေါ့နော်စုစည်းမှုတွေရလာပြီဆိုရင်တော့မင်းအွန်လိုင်းကခုနပြောလို့ပေါ့နော်လပိုင်းတော့မကြပါဘူးတဲ့အရပိုင်းတွေမှာကြသွားနိုင်တယ်ဆိုတော့တကယ်ပဲမှန်ပါပြီနော်အဲ့တော့ကျွန်တော်ဒီအညာအတွက်ကျွန်တော်တို့အားလုံးကဝိုင်းကူပြီးမှပေါ့နော်ပံ့ပိုးဖို့လိုနေပါပြီနော်ကဲကျွန်တော်အခုကြည့်ရမှာကတော့ဒီမနစ်ကပါเนาะဒီ UNG ကထုတ်ပြန်လိုက်တဲ့အချက်6ချက်နဲ့ ကိုက်နေတယ်ဆိုရင်ဒီအချက်မဲ့စစ်ကောင်စီနဲ့ဆွေးနွေးမယ်ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့အဲ့အချက်6ချက်ကအာဒီထုတ်ပြန်တဲ့အခါမှာလည်းဒီကျွန်တော်တို့ဒီ PDF ဒီတော်လိုင်းတစ်ဖွဲ့တော်တော်များများတော့တော်လိုင်းပြည်သူတွေကတော့လုံးဝမကျေနပ်ကြပါဘူးနော်အဲတွေးချင်မှဆွေးနွေးစရာမရှိအပြက်ပဲသွားမယ်ဆိုပြီးပြောထားခဲ့ကြတာပေါ့နော်အဲ့တော့အဲ့အချက်6ချက်ကိုအချက်မဲ့စစ်ကောင်စီလိုက်နိုင်ရင်ရောအာဘလို့လေဒီအချက်မဲ့စစ်ကောင်စီကပြုတ်ကျသွားနိုင်လားပေါ့တုံ့သက်ထားတဲ့ဆရာသိမ်းမြဲရဲ့ဗီဒီယိုတစ်ချက်လောက်နားထောင်ကြည့်အောင်နော်စကားကိုပြောပါသေးတယ် NUG ရဲ့ဆွေးနွေးရေးစည်းကမ်းကဘုံသဘောထားရည်တည်ချက်6ချက်ပါပဲ အဲ့ဒီ6ချက်ကိုလက်ခံမှဆွေးနွေးမယ်လို့ပြောပါတယ်အဲ့ဒါလို6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုတောင်းတော်လိုင်းသမားလူငယ်အများပြားကလက်မခံနိုင်ကြပဲမှန်ပါဟုတ်တယ်ဆဲဆိုတာတွေဝေဖန်တာတွေလောက်ကြပါတယ်တချို့ကညင်ညင်တတာဆက်ကြပါတယ်တချို့ကပြင်းပြင်းထန်ထန်ဆဲဆိုကြပါတယ်တကယ်တော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်ဆိုတာကလည်းဆွေးနွေးရေးကိုတနည်းအားဖြင့်ညှဉ်းဆန်တလောက်နီးနီးပါပဲဘာကြောင့်လဲဆိုတော့ဘုံသဘောထား6ချက်ကိုစစ်ကောင်စီကဘယ်တော့မှလက်ခံမှာမဟုတ်လို့ပါဒီတော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာ ਨੇ တွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတာဟာအလွန်ကြီးမကွာဘူးလို့မြင်တဲ့သူတချို့လည်းရှိပါတယ်။ယက်တီကျက်ပြတ်သားမှုအရာမှာတော့တော်တော်ကြီးကိုကွာနေတယ်လို့မြင်သူတွေလည်းရှိပါတယ်။ကြက်တီတော့ဘလောက်ကွာနေတယ်လဲဘလောက်ကွာနေတယ်လဲဆိုတာကိုကျွန်တော်တို့ဆန်းစစ်ကြည့်ကြအောင်ပါ။အန်ဂျီကပြောတဲ့ဘုံသဘောထားယက်တီကျက်6ချက်ကဘာတွေလဲဆိုတော့ပထမချက်ကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးအတွင်းပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်။ဒီချက်ထဲမှာတဲ့ ်အပိုင်းကနှစ်ပိုင်းပါနေပါတယ်ပထမတစ်ပိုင်းကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားရမယ်ဆိုတော့ဆွနွေဘွဲမလုတ်ခင်မှာစစ်တပ်အာဏာသိမ်းတာကိုအရင်ဖယ်ရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ်ဒါမှမဟုတ်ဆွနွေဘွဲပြီးတဲ့အခါမှာစစ်တပ်အာဏာသိမ်းတာကိုဖျက်ဖို့သဘောတူရမယ်လို့ပြောတာပဲလားဆိုတာသိတော့မရှိမှောက်ဘူးဒီလိုမူဝါဒနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာဒွိဟာဖြစ်เสียမကြံအောင်ပြတ်သားရှင်းလင်းနေသင့်ပါတယ်ကဲထားပါတော့စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုတဲ့စကားကတော်တော်လေးနေပါတယ်စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုရင် စစ်ကောင်စီကိုချက်ချင်းဖျက်ရမယ်။အစိုးရတစ်တရက်ချက်ချင်းအစားထိုးဖို့လိုပါလိမ့်မယ်။အဲ့ဒီအစိုးရတစ်တရက်ဆိုတာ2021မှာအာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဖြစ်ခြင်းဖြစ်မယ်။ NUG ဖြစ်ခြင်းဖြစ်မယ်။ဒါမှမဟုတ်ကြားပြတ်ရာကြီးအစိုးရတရက်ဖြစ်ခြင်းဖြစ်ပါမယ်။အဲ့ဒီအစ်စ်မှာပဲဆွေးနွေးရေးလမ်းကြောင်းကပိတ်သွားပြီထင်ပါတယ်။စစ်ကောင်စီကဘလို့မှသဘောတူမှာမဟုတ်ပါဘူး။အဲ့ဒီအာဏာရှင်စစ်တပ်ကြီးကသမရရဲ့လက်အောက်မှာရှိမှလေ။သမရအမိန့်ပေးတာကိုနားခံပါလေ။ အဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံလောက်ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံလောက်ပါဘူးဘလောက်ပဲသဘောတူတယ်ပြောပြောအာနာရှင်စစ်တပ်ကြီးရှိနေသမျှဘယ်တော့မှစိတ်မချရပါဘူးဘလောက်ပဲဂရီတွေပေးထားတာဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာအာနာသိချင်လို့ရှိရင်ထသိမ့်တဲ့အာနာရှင်စစ်တပ်ကြီးရှိနေသေးတယ်ဆိုလို့ရှိရင်စိတ်မချရပါဘူးအာနာရှင်တွေကိုကြိုးကင်တဲ့အာနာရှင်စစ်တပ်ကြီးရှိနေသေးသမျှမှအာနာရှင်စနစ်ကျန်နေသေးတာပါပဲစောစောက၆ချက်ကိုသဘောတူထားရင်တောင်မှအာနာရှင်စနစ်ဟာ ခိတခဏငုတ်ရှိုးနေတာသာဖြစ်ပါလိမ့်မယ်အချိန်မီပြန်ပေါ်နိုင်ပါသေးတယ်ဆက်အနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အချက်၃ချက်မဖြစ်မနေလိုအပ်ပါတယ်ပထမအချက်က2008အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရဲ့ဒုတိယအချက်ကစစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖြစ်သေးရဲ့တတိယအချက်ကဥပိုင် MEC စစ်အာဏာရှင်မိသားစုတွေပိုင်တဲ့တရားစတာတူဖို့ရင်းတဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေခရိုနီတွေပိုင်တဲ့တရားစတာတူဖို့ရင်းတဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေအားလုံးကိုဖျက်သိမ်းရဖြစ်ပါတယ် ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖျက်သိမ်းနိုင်ရင်ဆရာနာရှင်စနစ်ဟာအားလဲပြောင်းညံသွားရုံလဲပတ်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ်ဒုတိယအချက်ဖြစ်တဲ့ဆရာနာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရတာအရေးကြီးဆုံးအချက်ပါတတိယအချက်ဖြစ်တဲ့ဆရာနာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဗန္နာအရင်းမြစ်တွေကိုတုတ်တင်ရှင်းလင်းရေးဟာလည်းအရေးကြီးပါတယ်အဲ့ဒီဗန္နာအရင်းမြစ်တွေကြံနေသေးရင်ဆရာနာရှင်စနစ်ဟာတစ်ချိန်မှာတနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါလိမ့်တယ် အခု NUG ပြောတဲ့သဘောထား6ချက်ဟာပထမအချက်ဖြစ်တဲ့အခြေခံဥပဒေဖြတ်သိမ်းရေးတစ်ခုကိုသာပြတ်ပြတ်သားသားတောင်းဆိုထားတဲ့အတွက်စစ်အာဏာရှင်စနစ်အာဏေပြောင်းညံ့သွားရောက်တာရှိပါလိမ့်မယ်။အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအချက်ကိုခြံလက်ခွင့်ပြုပေးထားတဲ့အတွက်စစ်အာဏာရှင်စနစ်ဆက်လက်ရှင်းတန်းနေပါဦးမယ်။အဲဒါကြောင့် NUG ပြောတဲ့သဘောထားယက်တီချက်6ချက်ဟာမပြည့်စုံမလုံလောက်ပါဘူး။အဲဒါကြောင့်လဲအဲ့ဒီ6ချက်ရရင်ဆွနေမယ်လို့ပြောနေတာကိုလူငယ်တော်လိုင်းသမားတွေကမခံမရနိုင်ဖြစ်နေကြတာပါ။ NUG ပြောတဲ့ အချက်6ချက်ဟာတော်တော်ကောင်းပါတယ်အဲ့ဒီတည်းမှာလက်မခံနိုင်ကြအချက်မပါပါဘူးအားလုံးကိုလက်ခံနိုင်ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ချက်လိုအပ်နေတဲ့အတွက်မပြည့်စုံပါဘူးအကြီးကျယ်မပြည့်စုံပဲဖြစ်နေပါတယ်အကြီးကျယ်လက်ဟာလိုအပ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ ကဲဒါပါဗောနော် IMG ကထုတ်ပြန်ထားတဲ့ဒီအချက်ချက်နဲ့အကိုက်ကြီးတယ်ဆိုရင်မင်းအောင်လိုင်းကိုဆွေးနွေးမယ်ဆိုတဲ့ဟာဗောနော်ဒါတော့မှဒီဥသိမြတ်သုံးသုံးသက်ပုံရဆိုရင်တော့ဒီအချက်ချက်တော့မလုံးလောက်သေးဘူးနော်ဒီမင်းအောင်လိုင်းကတစ်ချိန်ကြာရင်ဒီမင်းအောင်လိုင်းဗောနော်ဒီမြန်မာစစ်တပ်ကပြန်ပြီးတော့ဗောနော်ခေါင်းထောင်နိုင်တဲ့အနေထားမှာဖြစ်တဲ့အတွက်ဒီခုချိန်မှာအကောင်းဆုံးနည်းကတော့အမြင့်ပြည့်ချိန်မုန်းတဲ့ဟာပဲအကောင်းဆုံးဖြစ်ပါတယ်နော် အခုဆို listen me နဲ့ပတ်သက်တယ်ဆိုရင်မြန်မာပြည်မှာဘယ်လောက်ဒုက္ခရောက်လဲဆိုတာအလုံးသိပြီဖြစ်ပါရင်เนาะအဲ့တော့ပြီးခဲ့ရပိုင်းတွင်ကရန်ကုန်မှာဒီမိသားစုလိုက်ဒေသသွားတဲ့ကိစ္စတွေဆိုရင်လည်းဒါ listen me ကြောင့်လို့ပြောလို့ရပါတယ်เนาะတော်တော်များများကြီးကိုပြက်နေတဲ့အခြေအနေဖြစ်ပါတယ်เนาะဒါတောင်မှအခုသူတို့အချင်းချင်းတောင်မှဒါဒီညှိနှိုင်းလို့မရတဲ့အနေအထားတွေတွေ့ရပါတယ်เนาะအဲ့တော့ listen me နဲ့ပတ်သက်ပြီးကျွန်မပြောပြထားတဲ့ချန်နယ်တော့ကြည့်လအောင်เนาะသိပြီစိတ်ပကောင်းကြပါပဲအဲ့တော့ပြည့်စုံဝင်ကြီးထနာကိုပဲကျွန်တော်တို့မေးရတော့မယ်ကျွန်တော်အဲ့လိုမေးရတော့ပြောမင်းသူ့တို့မိကုန်မင်းမသိရငါနဲ့ပတ်စံလို့ဆိုပြည့်စုံဝင်ကြီးကကျွန်တော်တို့တွေးလိမ့်မယ်ခင်ဗျားနဲ့ဆိုင်တာပေါ့ဝင်ကြီးက ခမနဲ့ဆိုင်တာဗောဝန်ကြီးရဲ့ဒီမေးကိုလူလေးယောက်တေးသွားရဲ့အကြောင်းညာခမနဲ့မှမဆိုင်ဘူးလူနဲ့ဆိုင်လို့လို့အဲ့လက်စစ်ဝန်ကြီးကိုမေးတာစဉ်းစားကြည့်လေခမနဲ့မဆိုင်ဘူးလူနဲ့ဆိုင်ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ကျွန်တော်ကြီးစရာပြောမယ်နော်တခုပြောမယ်နော်ပြုံးစရာပြုံးစရာကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းက UAB ရဲ့ဟို shelter ကိုသွားကြည့်တယ်မလားအဲ့မှာ transformer transformer လာတက်တယ်ဘုံကြီးတင်အောင်ဆန်းလို့ပါလို့လာတယ် transformer transformer မှာလာတက်တယ်ဟို solar electric က transformer လာတက်တယ်တက်တာကိုကျွန်တော်ကိုယ်နဲ့မြင်မြင်မြင်ခဲ့တယ်ပြီးလည်းပြီးတော့နောက်တနေရာသွားရတော့အဲ့ရလှမ်းပြောတယ်ပြန်ထုတ်သွားပြီတဲ့အဟောင်းကြီးပဲတက်ခဲ့တယ် လူကြီးလာကျွန်တော်ဖော်ရှိုးတက်ပြီးတော့ပြီးလည်းပြီးဟိုင်းဟောင်းပြတက်ခဲ့တာတကယ်ဖြစ်ခဲ့တာကျွန်တော်ကျွန်တော်ကျွန်တော်ရှိတာတတိတက်တက်ပြတာဟောတကယ်လုံးတော့အဝင်ကြီးလာဘုကြီးတင်အောင်ဆန်းလာလို့ဆိုတတိတက်ပြတာတက်ပြတာဟောပြီးတော့မှလက်စဝင်ကြီးလည်းပါတော့တတိတက်ပြတာပြီးလည်းပြီးတော့မနေ့ကျတော့ဘုကြီးတင်အောင်ဆန်းနောက်တနေရာရောက်သွားနောက်တနေရာမနေ့ကျရကြတော့လန့်ပြောတယ်အိုက်ဆက်ကဖြုတ်သွားပြီလေအိုက်ဟောင်းမပြန်ထားခဲ့လေအိုက်အိုက်အစ်တတတရရဖြုတ်သွားပြီလေပြန်ဟုတ်သွားပြီလေလူကြီးလည်းမရှိလည်းမရှိဖြုတ်သွားပြီလေအဟောင်းတက်ပြီးထားပြန်ထားခဲ့အိုက်တင်ထားခဲ့တာကျွန်တော်အိုက်တင်ကြတယ် ဒီကျွန်တော်အားတော့ဟမ်ဟုတ်လားအေးအဲ့ပေါ်လေး for show ဆိုအဲ့ဒါပါတချက်ပေါ့နော်ဒါပါတော့လက်စစ်ဝန်ကြီးကသူနဲ့မဆိုင်ဘူးလို့ပြောလိမ့်မယ်ဆိုင်တာဘောကခင်ဗျာလေခင်ဗျာခုအချိန်ထိအဲ့လက်စစ်ဝန်ကြီးဌာနကခုအချိန်ထိပြည်သူလူထုကိုဘာဂတိကုတ်မှမပေးဘူးလက်စစ်မီနဲ့ပတ်သက်လို့ဂတိကုတ်လောအောင်မပေးဘူးနော် နောက်တစ်နှစ်ကြာရင်နောက်တစ်နှစ်ကြာရင်နောက်3လကြာရင်နောက်6လကြာရင်နောက်9နှစ်ကြာရင်ခင်ဗျားတို့လက်စစ်မီရန်ကုန်မြို့မှာမီးတစ်ချက်မှမပြတ်စေရဘူးကျွန်တော်အားမခံတယ်မရောက်နိုင်ကျွန်တော်လှုပ်ထွက်တယ်လှုပ်ထွက်ပြမယ်ဝန်ကြီးမပြောရင်ဘာလို့ထွက်ရမှာစိုးလို့လှုပ်ပြုတ်သွားမှာစိုးလို့ तू အဲ့လိုပြောပြီးအလုပ်ပြုတ်မှာလေကျွန်တော်သိတယ် ။ तू ပြောမိ तू ပြုတ်မှာ။ဘာလို့မဖြစ်မှာမဖြစ်နဲ့ပြုတ်မှာဟုတ်ကဲ့။ तू မှမလုပ်နိုင်ရမလုပ်နိုင်ပြုတ်မှာပေါ့။အဲ့တော့အဲ့ဒီလက်စစ်ဝင်ကြီးကိုကြုံရင်လဲမေးလိုက်ပါကြော်မျိုးမင်းကကြော်နှုတ်ကပြောတယ်လို့။နောက်6လသို့မဟုတ်နောက်တစ်နေ့တွေမှာလက်စစ်မီးမလင်းရင်အလုပ်ထွက်ရဲလားလို့။ဝင်ကြီးကတော့နှုတ်ထွက်ရဲလားလို့။နောက်6လသို့တစ်နေ့တွေမှာမီးမလင်းရင်ဝင်ကြီးကတော့နှုတ်ထွက်ရဲလားလို့ကျွန်တော်မေးချင်တာ။ဒါမှမဟုတ်လဲထားပါတော့ဗျာကဲနောက်3နေ့တွင်မှာမီးမလင်းဘူးဆိုရင်အဲ့ဒါဝင်ကြီးကတော့နှုတ်ထွက်ရဲလားလို့။နောက်3နေ့တွင်မီးလင်းအောင်လုပ်လို့ရရရှိတယ်။6လတွင်မီးလင်းအောင်လုပ်လို့ရရရှိတယ်။မရဘူးဆိုရင်ထွက်ရဲလားလို့အဲ့ဒါပုံမှန်လေးပြောပညာရှင်ဆန်ပရော်ဖက်ရှင်ဆန်လား။ ကိုယ့်ရဲ့တာဝန်ယူတာဝန်ခေါင်းဆောင်တာတွေ့ရတာအဲ့လိုမေးကြည့်လိုက်ပေါ့ကျောင်းရင်မေးကြည့်လိုက်ပေါ့ကျောင်းထဲလူမေးကြည့်လိုက်ပါကျောင်းထဲကျောင်းရင်မေးမှာပါဒါပေမဲ့ပြဿနာကျွန်တော်တေးချောင်းမကြုံရသေးဘူးကျောင်းရင်မေးမှာကျွန်တော်ကျောင်းရင်မှာဘုန်းကြီးနောက်6လမီးလင်းမှာလာမလင်းထွက်မှာလာလုတ်ထွက်ရလာမေးရမှာပါဆိုနိုင်ငံကခြားနိုင်ငံတွေမှာဆိုတာဝန်ယူတာဝန်ခံမှုနဲ့ကျွန်တော်လက်ထက်မှာမီးမလင်းအောင်ဘယ်လိုလုပ်ခဲ့မလဲမလင်းရင်ကျွန်တော်နှုတ်ထွက်ပြမယ်အဲဒီလိုတတ်သိရှိရမှာဒါပေမဲ့ကျွန်တော်လက်ထက်မှာပြောရင်ငါအများပြုတ်သွားမှာလို့တေးချောင်းဖြစ်မှာမရပါဘူးကြာအဲ့တော့သူနဲ့ဆိုင်လာမီးမီးမှာမမှန်တော့ လူတွေလုံချင်လုံကြတာပေါ့ဗျာတခါကျတချို့ကပြောဒီမိသားစုအပြစ်တင်တဲ့လူရှင်ပေါ့တေးတဲ့လူတော့ထပ်အပြစ်တင်နေမယ်စားမိမှန်အောင်လုံကြပါလားဒါပဲရှိရပါကဲနော်ဒါတော့ Chemistry ကောင်စီရဲ့ဒီ lobby တွေကအဲ့လိုပဲပြောတော့ပြောတာပဲနော် ပြီးရင်သူတို့ပဲဒီမီးရမလုံနိုင်ဘူးနော်တကယ်ဆို Chemistry ကောင်စီကဒါသူတို့လုပ်ရမယ့်ကိစ္စတွေနော်အဲ့တော့ဘာပြောခုဆိုရင်မီးရတော့တော်တော်လေးမီးနဲ့ပတ်သက်ရင်ရန်ကုန်လိုမြို့ကြီးမှာတော့မှဒုက္ခရောက်တယ်ဆိုတော့တခြားနေမှာတော့ပြောမနေနဲ့ဘူးနော်ကဲနောက်ဆုံးမှကျွန်တော်ကြည့်ရမှာတော့ဒီစကန်းသိမ်းတဲ့အချိန်မှာ လက်နဲ့မချချင်တဲ့စစ်ဘုကိုနောက်ကရဲဘော်ကဒီ short လိုက်တဲ့သတင်းပေါ့နော်ခုနကလည်းကျွန်တော်ဖတ်ခဲ့ပြီနော်အဲ့ဒီတဲ့ပသက်ပြီးကိုစစ်သုံးသက်ချက်ပြီးနောက်ထောင်ကြည့်အောင်နော် try ပြီးအဲ့လိုတင်းမျိုးပဲလို့ညင်တာကျွန်တော်ဒီအစီအစဉ်ကိုလုပ်ဖို့ဆိုတာကျွန်တော် PSD network စလုပ်တဲ့ကကျွန်တော်စီစဉ်ထားတယ်အဲ့ဒါဘာလဲဆိုတော့တနင်္လာနေ့တိုင်းမှာစကန်းလာတိမ့်ကန်တဲ့အချိန်မှာလက်လက်မချတဲ့စစ်ဘိုလ်အောက်ကရဲဘော်ကနောက်စီးကိုတစ်ဖြုတ်ပြီးတော့အလင်းဝင်နေဆိုတဲ့တင်းမဖြစ်တယ် နော်ဒါဘွဲကကြားမှာတင်းနေတိုင်းမောင်မေဆောင်ဂျီဝါနံမှာရှိတဲ့စစ်ကောင်စီစကန်းကိုတော်တော်လိုင်းပူအောင်တက်ဖွဲ့တည်းတိုက်ခိုက်တိမ့်မဲ့တယ်ဆိုတဲ့တင်းအဲ့ဒီမှာအဲဘူတယောက်ကိုအရှင်မိတယ်ဗျာဖြစ်ညာဖြစ်တယ်ပျော်ပြီးနောက်ဟိုဟိုလိုဒီလိုပြောက်သွားတယ်ကျွန်တော်လည်းဒီကိစ္စနဲ့ပတ်သက်လို့တရားရှာမမေးမိဘူးဒါပေမဲ့အခုတင်းလေးကိုကျွန်တော်အရင်ဖတ်ပြမယ်နော်တကယ်မိုက်တယ်အဲ့လိုဖြစ်နေရမယ်တင်းနေတိုင်းဒဝဲမြို့နေကဲတရားရတော့ခုနကျွန်တော်ဖတ်ခဲ့တယ်ဟာဗောနော်သူတုံးတက်တာလေနောက်ကြည့်လိုက်အောင်နော်တိုက်ပွဲမှာဝင်းရနောက်ကြည့်ဆိုတာအကြောက်ဆုံးမှသူတို့เนาะအခုလက်ရှိ စစ်ကောင်စီကအင်အားတွေဘာကြောင့်ဖြစ်နေတာလဲဆိုရင်စစ်မှုထမ်းအပတ်စဉ်တွေတတော်ပြီးတတော်တော့ရောက်ခေါ်နေတာအဲ့ဒီစစ်မှုထမ်းအပတ်စဉ်တင်းနှင်းနဲ့နော်ပြည်သူတွေကိုဒီထဲကိုဝင်ပြီးတော့အင်ဂျက်ချင်းအိုးမဲတော့ပြီးတော့တိုက်ခိုင်းတာဟုတ်တယ်အဲ့တော့စစ်မှုထမ်းအစအတည်းကစစ်မှုထမ်းကျင်လို့ဝင်ခဲ့တဲ့လူတွေမဟုတ်ပဲအတွေ့မဖြစ်မနေအတင်းအဓမ္မဝင်ရတဲ့လူကအ ਨੇ ဆုံး60ရာခိုင်နှုန်းတော့ရှိတယ်အဲ့တော့အဲ့ဒီဒူတွေဟာခုနကပြောတိုက်ပွဲကြလို့ကျင်တို့လည်းအပြင်လောကကြောင်တိနေတဲ့ဒူတွေဖြစ်တဲ့လုံးဝမတိုက်ချင်ဘူးအဲ့လိုနေရာမှာအတင်းပြတ်ခိုင်းစီတဲ့ဒီလိုမျိုးစစ်ဘူတုတ်တွေစစ်ဘူတွေကြောင့် เนาะစစ်မှုထမ်းတွေကမတည်တင်မဲ့တည်ရတယ်ထွက်ပြေးတဲ့လူတွေကိုလည်းစစ်မှုတွေကပြစ်တတ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့တပ်တိရှိတဲ့လူတွေကအခုလိုနောက်တည်နေထည့်ပေးလိုက်တဲ့တဘောပဲเนาะအဲ့တော့တက်ခွဲမှုတယောက်ကိုရှော့လာနိုင်ဘလောက်တက်ရင်မှုတယောက်ကိုရှော့လာနိုင်ဘလောက်เนาะဗျူဟာမှုတယောက်ကိုရှော့လာနိုင်ဘလောက်စစ်ကြောင်းမှုတယောက်ကိုရှော့လာနိုင်ဘလောက်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့เนาะစွန့်ဝေထုတ်ပြီးတော့တီးထန်လို့ကိုအစီအစဉ် ဒါအဲ့ဒီအစီအစဉ်ကိုကျွန်တော်မတော်နိုင်သေးဘူး။ဘာလို့လဲဆိုတော့လက်ရှိထိုင်းမှာဖြစ်နေတဲ့နိုင်ငံရေးပြည်ပခန့်တွေ policy တွေကြောင့်ကျွန်တော်တို့လွတ်လပ်စွာလှုပ်ရှားမှုမရဘူး။ဒီ PSC နဲ့ပတ်သက်လို့ထဲဝင်ပြီးတော့တပုံရှိတယ်။ဒါဒီနေ့အချိန်မှာကျွန်တော် PSC ကိုအဲဟိုတနော်ကိုတိုင်းပေါ်ပေါ်တင်တင်လှုပ်လို့မရတဲ့အနေအထားရှိတယ်။ထဲဝင်ခြင်းတဲ့လူတွေရှိတာတော့မှခုနကပြောသလိုကိုယ်နိုင်ငံကဒီစစ်ခွေးဘောမတွေကထိုင်းဆိုးရောက်တွားပြီးတော့နားတွင်းထားတာရှိတယ်။အဲဒါကကျွန်တော်တို့ကပဲအကြမ်းဖက်ဓမ္မတွေကဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာမျိုးတွေ ਨੇ ။အဲ့တော့ သူတို့ထိုင်းနိုင်ငံသားတချို့ကိုလည်းဒီစစ်ကောင်စီကလက်တက်မွေးပြီးတော့ကျွန်တော်ကျွန်တော်တို့ပြန်တိုက်တာအများကြီးရှိတယ်နိုင်ငံကြီးလက်ွက်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့ဒီအနေအထားမှာကျွန်တော်လွတ်လပ်စွာလုပ်လို့မရတဲ့အတွက်ဒီစီစဉ်မလုပ်နိုင်တာဒါပေမဲ့အခုလိုမျိုးကြားရတဲ့အတွက်ဝမ်းတာတယ်ခုံယူတယ်ဒီစီစဉ်ကိုလည်းကျွန်တော်ချစ်မြအောင်လုပ်ပါမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘီသူကိုနော်တူတို့ကအိမ်ကျက်ချင်းအိုးမဲတုတ်ပြီးတော့ပြန်တိုက်တာကျွန်တော်တို့ကလည်းတူတို့ကို သူတို့အချင်းချင်းတယောက်နဲ့တယောက်မယုံကြည်ဖြစ်ပြီးတော့အချင်းချင်းထပြီးတော့ဘယ်ကောင်းငါ့ကိုလှုပ်ရမလဲဆိုတဲ့ကျန်တော့မှာဟုတ်တယ်ကိုယ်ဝင်နေအောင်ကျွန်တော်ပြန်လုပ်ပေးရမယ်အဲ့ဒါကိုဖြစ်နိုင်လို့ရှိရင်အခြားအခြားတော့အဖွဲ့အစည်းတွေဒီအစီအစဉ်လေးကိုလုပ်စေချင်တယ်ဗျာနော်အဲ့ဒါရှင်းရှင်းလေးစစ်မှုထမ်းဥပဒေကြောင့်အခုလက်ရှိတိုင်းရင်းတပ်ဖွဲ့တိုင်းမှာလူပစ်တဲ့ကောင်ဝင်နေတယ်ကျွန်တော်တို့ကအဲ့ဒီအစီအစဉ်ကိုကျင်ညာပေးလိုက်မယ်ဆိုရင်ဒီကောင်လေးအယက်သားမှုတွေအတွက်ကျွန်တော်အကြမ်းဖက်တယ်မညီဘူးနော်ဒီကောင်လေးကစစ်ကောင်စီတပ်ဖွဲ့တယ်ကျွန်တော်အဲ့ဒီအစီအစဉ်ကိုကျင်ညာပေးလိုက်မယ်ဆိုရင်တိုင်းရင်းတပ် စစ်တပ်ထဲမှာရှိတဲ့ဘူမှန်တမဘယ်ငယ်ရငါ့ကိုဘယ်ချိန်ထပစ်မလဲဆိုတဲ့တန်တရားစိတ်ခေါင်းထဲကိုကျွန်တော်ရိုက်ထည့်ပေးတာအတူတူပဲအဲ့လိုရိုက်ထည့်ပေးလိုက်ရင်ဒီကောင်တွေအချင်းချင်းတယောက်နဲ့တယောက်ငကိုတဲကမှအယုံကြည်မဲ့ပြီးတပ်ပြတ်နေတဲ့မုတ်ဆိုးမှစစ်တပ်ဒါလုတ်တယ်ကွာကျွန်တော်ထပ်လုတ်ပေးလိုက်နိုင်မယ်ဟိဆိုရင်သူတို့အချင်းချင်းကြားမှာတယောက်နဲ့တယောက်မယုံကြည်ဒီဖြစ်စိတ်ဝမ်းကွက်မှုဖြစ်ပြီးတော့ခုနကပြောလို့ပြည်သူတွေရှေ့ဂျင်းတွေထူထောင်တာဒါဒါပေါ်တင်စိတ်ခေါ်တာပေါ်တင်စိတ်ခေါ်တာရုံမှန်တဲ့ဒီလည်းမဟုတ်ဒဲပြောပြီးဒဲစိတ်ခေါ် เนาะမင်းတို့စစ်တပ်ထဲမှာမင်းတို့ဘိုးမကြိုက်ဘူးလားစစ်တပ်လာခဲ့နော်မင်းတနတ်ပိုင်းလူးလာမလားမင်းဘဝအတွက်ဗမာနေချင်းနေမင်းဘဝလုံတုံရေးနေရော့ငွေအပေါ်လုံးပုံပေးလိုက်ကဲရှင်းရပြီဘယ်လုံးတက်မှထားရပေါ်တင်စိတ်ခေါ်လာကိုကြောင့်ကိုကနဲ့ကလေးကကြည့်တွေးခွဲရန်တိုက်ရဲ့နီးမဟုတ်ဘူးတဲ့ပြောတာဗာဖြစ်လို့လေအမှန်တရားကိုလိုချင်တဲ့စစ်သားတွေများစွာရှိတယ်နော်လက်ရှိစစ်တပ်ထဲမှာမလွဲချောင်တာလို့မိသားစုအရေးကြောက်ဘဝအရေးကြောက်အကြောင်းမျိုးမျိုးကြောက်ဒီမင်းအောင်နိုင်ရဲ့ရုံမှမှုတွေကိုလက်မခံဘဲနဲ့ငြိမ်ခံနေရတဲ့ စစ်သားကောင်းတွေအများကြီးရှိတယ်အဲ့ဒီစစ်သားကောင်းတွေဆိုထွက်ပေါက်ရအောင်ကျွန်တော်တို့တွေလှုပ်ဝေးတင်ဒါကြောင့်မလို့ဒီစီဇန်လေးကိုဖြစ်နိုင်မယ်ဆိုရင်အခြားအခြားတော့ကမ္ဘာနိုင်ငံအရရမှာရှိတဲ့အဖွဲ့အစည်းတွေအတင်းအဖွဲ့တွေနေနေလှုပ်စေခြင်းတယ်ကျွန်တော်ကအဲ့ဒါအဲ့ဒီအစီအစဉ်ကိုလှုပ်ဖို့အတွက်ဒီတလ200ပုံမှန်ထည့်တဲ့စနစ်ကိုကျွန်တော်စတင်တည်ဆောင်ပေးတာဘတ်ဂျက်ရှိသွားရင်ဒါလိုလေလားအခုတော့အခုအခုစကမ်းဟာမျိုးဘယ်ခမ်းမီတဲ့စတုံးမနဲ့ဘလူးပြစ်တာလေစလိုက်ပေါ်ပြီလေဘာလို့မလဲအောက်မှာကိုပီဒီအတိုင်းတက်ဖွဲ့လေးရှိတယ်လေလက်စစ်ပေးရကွာ လူတွေရောမင်းတို့ဘလောက်စုကြည့်ရှင်းရှင်းလေးပဲဟုတ်တယ်မလားနော်ရန်နာပြတ်တယ်ဆိုတော့အဲ့ဒါပြောတာကျွန်တော်တို့လည်းအဲ့ဒီအစီအစဉ်ကိုကျွန်တော်အရန်ဖြစ်စီခြင်းအဲ့လိုလွတ်လိုက်တာနဲ့အဲ့ဒီစစ်တပ်ထဲမှာရှိနေတဲ့နော်ဖွေးဖို့ဘယ်ကောင်ကငေါ့ဘယ်ချိန်ထပစ်မလဲဟဲ့ဆိုပြီးတရားစိတ်အဲ့ကောင်ကြီးစိတ်ထဲမှာပြန်တွင်းပေးရမယ်ဘာဖြစ်လို့လဲဒီကောင်တွေကပြည်သူတွေကိုအကြောက်တရားဖြစ်အောင်လို့မီးရှို့ပြတယ်ဘုံကျဲပြတယ်လူတက်ပြတယ်လယ်လီးပြတယ်ပြစ်တက်ပြတယ်ခေါင်းတွေပြတ်ပြတယ်အဲ့ဒါကြောက်တို့အကြောက်တရားဖြစ်အောင်ဒီကောင်တွေလုပ်နေတာ ကျုံတို့ကလည်းဒီကောင်တွေကိုအကြောက်တရားဖြစ်အောင်ပြန်လုပ်ပြရမယ်တန်ပြန်ပြူဟာဆိုတော့အဲ့ဒါကိုပြောတာဒါကြောင့်မလို့အဓိကတော့ဘာလိုအပ်ချက်ကငွေပဲငွေရှိရင်တန်ပြန်ပြူဟာကိုကျွန်တော်ခင်းလို့ရအောင်အဲ့တော့ငွေရဖို့အတွက်အခြားခြားတော့တိုင်းပြည်မှာရှိတဲ့အဖွဲ့အစည်းတွေထိုင်းနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေနေစနစ်လေးတစ်ခုတည်ဆောက်ကြငွေကိုရအောင်ရှာကြရှာပြီးခုနကပြောကျွန်တော်တို့ပြည်သူကိုဒုက္ခပေးနေတဲ့ဒီအကြမ်းဖက်ကောင်တွေကိုကျွန်တော်တို့တန်ပြန်တိုက်စစ်ဆင်နေသူတို့ပြူဟာနဲ့သူတို့ပြန်ခင်းလိုက်မယ်ဆိုရင်အများကြီးထိအောင်မှုရှိတယ်ကျွန်တော်ကတော့ဒီဟာစနစ်ကိုရအောင်လုပ်မယ် မရရအောင်လုပ်မယ်เนาะဘာဖြစ်လို့လဲကျွန်တော်တို့ပြည်သူတွေပြည်သူတွေတနေ့တနေ့ခံစားနေရတဲ့ဒုက္ခတွေအကြောက်တရားတွေအဲ့ဒီအောက်ကယုံထွက်ဖို့ဆိုတော့သူတို့ကိုယ်တိုင်ပြန်ခြောက်လန့်နေအောင်ကျွန်တော်ပြန်လုံမှာကျွန်တော်တို့ယုံခွင့်နိုင်မှာဒါကြောင့်မလို့ဒီအစီအစဉ်လေးကိုကိုယ့်အကိုလုံထိုင်တဲ့လူတွေလုပ်ပါကျွန်တော်တို့ ਨੇ ပူပေါင်းပြီးလုပ်ချင်တဲ့လူဆိုတော့အားလုံးဖိတ်ခေါ်ပါတယ်เนาะဒီပွဲမှာအဲ့နောက်စီကိုထည့်ပေးလိုက်တဲ့เนาะ ညီလေးလားအကိုကြီးလားတော့မသိဘူးညီလေးပဲဖြစ်မှာပါဘာလို့စစ်အဲစစ်မှုထမ်းဥပဒေဝင်လာတယ်ဆိုတော့လေအရန်ကျေးဇူးတင်တယ်လေးစားတယ်နော်အဲ့လိုမျိုးရဲပေါ်တွေတူရဲကောင်းတွေကျွန်တော်ငါတို့တိုင်းပြည်အတွက်အများကြီးလိုအပ်ပါတယ်ပြည်သူကလည်းအဲ့လိုတူရဲကောင်းတွေအတွက်ဘယ်တော့မှပြစ်ထားမှာမဟုတ်ပါဘူးကဲဒါတော့ကိုစီ30ချက်ပဲဖြစ်ပါနော်အဲ့တော့ဒီဘိုးကြီးကိုရှော့လိုက်တဲ့သူကတော့တကယ်ပဲပေါ့နော်ဆိုမရှက်မှန်ကန်ပြီးတော့နော်ဘယ်ဟာအမှန်လဲဘယ်ဟာတရားလဲဆိုတာ တော်တော်လေးကိုနားလေလူပဲဖြစ်ပါရဲ့နော်အဲလိုမျိုးတတိရှိတဲ့လူတွေလည်းလိုအပ်ပါတယ်အဲ့တော့ကိုစီပြောသလိုပေါ့နော်ဒါမျိုးတွေကတကယ်ပဲလှုပ်တင်ပါရဲ့နော်အဲ့တော့ချမ်ဘက်စစ်ကောင်စီကအခုချိန်မှာဆိုအကြောက်တရားနဲ့လှုပ်နေတဲ့အချိန်မှာသူတို့ကလည်းအကြောက်တရားပြန်သွင်းဖို့အချိန်ရောက်နေပြီသူတို့ကလည်းအကြောက်တရားနဲ့ပြန်လှုပ်မှပဲသူတို့ကရမှာပေါ့နော်အခုဆိုရင်ဒီဟိုတုန်းကတေးတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေကတကယ်တော့တတိရှိလုံးလုံးမဟုတ်ဘူးနော်သူတို့ကလက်နက်ရှိလို့အခုဆိုရင်ကျွန်တော်တော်လိုက်တစ်ဖက်ထဲမှာလက်နက်ရှိဖြစ်တဲ့အတွက်မင်းတို့တေးတဲ့ကောင်ထွက်ခဲ့လို့ပြောတဲ့အချိန်မှာတော့ဒီကောင်တွေကတော့အားလုံးကတော့နော်ထွက်ပြေးနေရတဲ့အခြေအနေဖြစ်နေပါပြီနော် အဲ့တော့ဘာဖြစ်ပြောကိုစီပြောတဲ့ဒီအစီအစဉ်လေးဖြစ်လာတယ်ဆိုရင်တော့တကယ်ပဲအကောင်းမွန်ပြီးတော့ဗောနော်ဒီအချက်မစစ်ကောင်စီတွေဒီရှေ့တိုင်းမှာဗောနော်ဘူကြီးတွေတယောက်ပြီးတယောက်နောက်ဆက်ရနေကြီးစံနေဝင်မဲ့တဲ့တင်ကြောက်မယ်ဆိုတော့တုံးသက်ပြောဆိုရင်လည်းကျွန်တော်ပြီးလို့ဆုံးသက်လိုက်ပါနော်โอเคအစားဆုံးကြည့်ပေးကြတယ်ဘူဘက်ပြီးသူရောက်ဆိုင်ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးပြီးနေပေါင်းစုံမှကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ